ဒီလက်ရှိအန်နျူးစီရဲ့နိုင်ငံတကာမှာတရားဝင်မှုအခြေအနေတွေပြီးတော့စက္ကစရဲ့တရားဝင်မှုအခြေအနေတွေရဲ့နောက်ပြီးတော့အခုအဲလက်ရှိပေါ့နော်ဒီစက္ကမအသေးတံပြုလုပ်နေတဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အခြေအနေတွေအပြင်ကမှာပေါ့နော်ဒီအာနာသိမ့်မိတဲ့အချိန်မှာမှပြီးသူအခုကန်အတွန်းလန်စစ်ပေါ့နော်၄နှစ်ကျော်ကလာနဲ့အမျှပေါ့နော် လက်ရှိစီးရင်တွတ်တက်ပြောင်းလဲမှုတွေနဲ့အဲလက်ရှိဘလို့အခြေအနေရှိတယ်ဆိုတာကိုတော်လန်ပြည်သူတွေကိုအဲဆွေးနွေးတော့မှာပဲဖြစ်ပါတယ် ဟုတ်ကဲ့အခုရင်ဆုံးစင်းနေဖို့ဖိတ်ခေါ်ခြင်းတာကတော့ဥနစ်ဖုံလက်ကိုစင်းနေဖို့ဖိတ်ခေါ်ပါတယ်အဲဥနစ်ဖုံလက်ကိုညီမမေးချင်တယ်မေးဖို့ကပေါ့နော်ဟိုလက်ရှိ NUC ဟာမြန်မာနိုင်ငံရဲ့အဲတဝန်းတည်သောအတရားဝင်ဆိုရဖြစ်ပေမဲ့ပေါ့နော်ဒီအာနာသိန်းစကမကပေါ့နော်အိန္ဒိယနိုင်ငံတွေဖြစ်တဲ့ဒီတရုတ်ထိုင်းအိန္ဒိယနိုင်ငံတွေနောက်ပြီးတော့ရုရှားမြောက်ကိုရီးယားပေါ့နော်ဒီနိုင်ငံတွေနဲ့အဲစီးရင်နိုင်ငံရာပူးပေါင်းမှုအခြေအနေတွေရှိနေတယ်ဆိုတော့လက်ရှိအန်ယူဂျီရဲ့နိုင်ငံတကာမှာတရားဝင်မှုအခြေအနေတွေကို ိုအဲတင်ပြဆွေးနွေးပေးပါအောင်ရှင်ဟုတ်ကဲ့ပါတော့ကျေးဇူးပါဗျဒီမေကွန်းမေးရအတွက်ကျေးဇူးတင်ပါတယ်ဒီကမ်ပိန်းမှာပါဝင်ပြီးစကားပြောခွင့်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့နေဖုံးလပါလက်ရှိတော့မြို့သားညိုရေးဆိုရရဲ့ဝင်းကျုံယုံပြောရေးဆိုခွင့်ရှိသူအဖြစ်ဒါတာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်အဲ့တော့ခုနကမေးသွားတဲ့မေကွန်းမှာတရားဝင်မှုအခြေအနေပေါ့နော်ဒီ NUG ရဲ့တရားဝင်မှုနဲ့ခုနကဆက်အုပ်စုရဲ့တရားဝင်မှုပေါ့ဒီအခြေအနေတွေဘယ်လိုရှိလဲဆိုတော့ကျွန်တော်ကမေကွန်းပြန်ထုတ်ရအောင်လို့ဖြစ်တာပေါ့နော်တရားဝင်မှုမဝင်မှုကို အဲဘယ်သူကတတ်မှတ်တာလဲဆိုပြီးတော့မိကောပြန်ထုတ်အောင်မဲ့သဘောတော်ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အာပြည်သူလူထုကတော့နိုင်ငံတနိုင်ငံရဲ့တရားဝင်မှုမဝင်မှုပြီးတော့ဒီနိုင်ငံကိုဘယ်သူကနေပြီးတော့စီမံအုပ်ချုပ်မှလဲဆိုတော့အဲသူကိစ္စကိုတရားဝင်မှုမဝင်မှုပေါ့နော်ဒီကိစ္စကိုဆုံးဖြတ်တာကတော့ပြည်သူလူထုကအဓိကလို့ပဲကျွန်တော်တို့ဒီလိုပဲနားလဲပါတယ်။ အဲ့တော့ပြည်သူလူထုကကိုယ့်ကိုဘယ်သူကအစီအမံအုပ်ချုပ်ခွင့်ပေးမလဲဆိုတဲ့ဟာကိုကျွန်တော်တို့ဒီတရားဝင်မှုပေးတဲ့ကိစ္စပေါ့နော်ပေးတဲ့ကိစ္စကိုဒါပြည်သူလူထုကလုပ်ပြီးဖြစ်ပါတယ်နော်ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ပြည်သူလူထုဟာဒီတင်းပြည့်ကြက်ပြည့်ဒီမိုကရေစီမဟုတ်တဲ့ပေါ့နော်2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်အောက်မှာဒီရတဲ့အခွင့်အရေးကိုရတယ်လို့ကျွန်တော်တို့အတုံးချပြီးတော့ပေါ့နော်အကိုကြိုက်နှစ်သက်တဲ့အဲသူတွေကိုယ့်ကိုအစီအမံအုပ်ချုပ်ဖို့ဆိုပြီးတော့ဒါသူတို့ရဲ့ဆန္ဒတွေကိုအပြည့်အဝဒီ ရွေးကောက်ပွဲမှာကျွန်တော်တို့ဒါပြပြီးဖြစ်တယ်ပေါ့နော်2010ရွေးကောက်ပွဲမှာပြပြီးဖြစ်တယ်ပေါ့နော်အဲ့တော့ NUG ဟာဒီတိုင်းကျွန်တော်တို့ဖြစ်လာတာမဟုတ်ဘူးဒီ2010ရွေးကောက်ပွဲမှာပြည်သူလူထုရဲ့ဆန္ဒမဲတွေပေါ်မှာခြေခံပြီးတော့ကျွန်တော်တို့ဒါပြည်တော်စုလို့တော့ကိုစားပြုကော်မတီဆိုပြီး CRPH ဖြစ်တယ်အဲပြည်တော်စုတွေမကောက်ဘူးတိုင်းနဲ့ပြည်နယ်အသီးသီးမှာဆိုလဲလွတ်တော်ကိုစားပြုကော်မတီတွေဖြစ်လာတယ်အဲအဲ့အနေမှာဆင်ကျွန်တော်တို့ဒီ DJury ပေါ့နော်ဒီပြည်သူလူထုကအာဒီရွေးကောက်ပွဲတွေရနေပြီးတော့ပေးအပ်တဲ့ ဒီတရားဝင်မှုအပြင်နောက်ပြီးအခြားသောဒီဒီကောက်ပဲနီးနာမဟုတ်တဲ့ပေါ့နော်အခြားသောနီးနာတွေနဲ့တရားဝင်မှုပေးရတဲ့အဖွဲ့အစည်းတွေလည်းကျွန်တော်နိုင်ငံမှာရှိပါတယ်အထူးသဖြင့်တော့ဒီ EAO တွေနောက်အခြားဒီတပိတ်အင်အားစုတွေနောက်ဒီလိုအင်အားစုတွေကျွန်တော်တို့ပေါင်းပြီးတော့ NUCC ဆိုတာကိုဖွဲ့တယ်အဲ့ဒီကနေမှတစ်ဆင့်ကျွန်တော်တို့ NUG ဆိုတာပေါ်ပေါက်လာတာဖြစ်ပါတယ်အဲ့တော့ NUG ဟာတွေ့ကြရလူနဲ့အောက်ဖွဲ့ပြီးတော့ဟိုကျွန်တော်တို့ဒီတိုင်းငါတို့တိုင်းပြည်ကိုအုပ်ချုပ်မယ်ကွာဆိုပြီးတော့အဲကျွန်တော်တို့ဒါဖွဲ့ခဲ့တဲ့ဖွဲ့စည်းမဟုတ်ဘူးပြည်သူလူထုပေးထားတဲ့ mandate ပေါ့နော် mandate ကိုကျွန်တော်တို့အခြေခံပြီးတော့2030ရွေးကောက်ပွဲရလဒ်ကိုအခြေခံပြီးတော့ပေါ်ပေါက်လာတဲ့အဖွဲ့အစည်းအဲကျွန်တော်တို့ဖြစ်ပါတယ်အဲ့တော့အဲ2030ရွေးကောက်ပွဲအကြောင်းကိုကျွန်တော်ဒီမှာပြန်ပြောရမယ်ဆိုရင်2030ရွေးကောက်ပွဲမှာဆိုရင်ဒါပြီးခဲ့တဲ့အဲအော်တိုဘာ28ရက်နေ့က NLD ကထုတ်ပြန်တဲ့ထုတ်ပြန်ချက်ကိုအဲပြန်ပြီးတော့ကျွန်တော်ဟိုဖတ်စီခြင်းပါတယ်နော်ဒီထဲမှာဆိုရင်2030ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတော်တော်လေးပြည့်ပြည့်စုံစုံဒီထဲမှာဖော်ပြထားတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော် ဟိုတိုင်းကလုံးတိုင်းတာနဲ့ဆိုရင်ဒါကျွန်တော်တို့မဲဆန္ဒမဲပေးခွင့်ရှိသူ38တန်းကျော်ရှိတဲ့နတ်မှာဒါ87ရာခိုင်နှုန်းကျော်ဒါထွက်ပြီးတော့မဲပေးခဲ့တယ်ပေါ့နော်ပြောရမယ်ဆိုရင်28တန်းကျော်လောက်ကျွန်တော်တို့ဒါထွက်ပြီးတော့မဲပေးခဲ့တာရှိတယ်နောက်ပြီးတော့အဲ့ဒီတုန်းကကျွန်တော်တို့တိုင်းကလုံး nation wide ကျွန်တော်တို့ဒါရွေးကောက်ပွဲကိုဒါ covid ဒီရောဂါဆိုပြီးရှိနေတာတော့မှဒါ nation wide ကျွန်တော်တို့ဒါပြုလုပ်ခဲ့တာရှိတယ် အဲအဲ့လိုပြုလုပ်ခဲ့တဲ့ဂျာတွေကပြည်သူတွေဆိုရင်တော့ထွက်ပြီးတော့ပေါ့နော်ဒီမဲပေးခဲ့ကြတယ်ဒါအဲ့တုန်းကပုံတွေဒါဒီမှာအဲရှိနေတဲ့အဲပါဝင်မဲ့ညီငယ်ညီမငယ်တွေရော ပြီးတော့အဲနောက်ပြီးတော့ပဟိုကြည်ဒီဒီအစည်းအဝေးကိုကြည်နေမဲ့ပြည်သူတွေရောပြန်ပြီးအမှတ်ရပါလိမ့်မယ်နော်အဲ့ကာလာတုန်းကဆိုရင်ဒါကျွန်တော်တို့ဆိုရင်ဓာတ်ပုံတွေထဲမှာအဲဟိုပြန်ပြီးတော့ဟိုဓာတ်ပုံတွေကနေကြည်ပြီးတော့မြင်အောင်ရဲ့နေတဲ့ဟာတွေရှိတယ်ဘာလဲဆိုခလေးလေးကိုခလေးလေးကိုတော့ပိုက်ပြီးတော့မဖြစ်မနေမဲ့ထွက်ပေးတယ်နော်အဲကျွန်တော်တို့6 6တစ်ဖက်မတန်ဘူးဒါပေမဲ့ရအောင်မဲရုံထွက်ပြီးမဲပေးတာရှိတယ် အဲတချို့ဆိုရင်လည်းပဲဒါနာမည်ကြီးတောင်ကြီးခဲ့ဗာလဲဆိုတော့ចောင်းဆရာမတယောက်ဆိုရင်သူမဲရှင်နေတဲ့အချိန်မှာမိပြတ်သွားတဲ့အချိန်မှာမဲဘုံကြီးကိုဒီလိုသူ့ခန္ဓာကိုယ်နဲ့အုပ်ပြီးတော့ဗောနော်ဒီမဲတွေမဟိုတခုခုဟိုတယောက်ကလှုပ်လိုက်မှာအဆုံးဒီလိုအုပ်ထားတယ်ဆိုတော့ဟာမျိုးတွေဗောနော်ဒီလိုဖြစ်ရက်တွေကတကယ်ဟိုပေါ့ပြည်သူလူလူရဲ့တကယ်ရှင်နေရနေလာတဲ့ဆန္ဒတွေပေါ့နော်ဒါဒါဒါတွေကပြည်သူကတရားဝင်မှုပေးတာဘု து ကိုပေးထားတယ်ဆိုတော့ဒီကိစ္စတွေပါနေရှင်းနေပါပြီနော် ဲ့တော့ဒီအခုလက်ရှိစေအိုစုကပြောလုံမဲ့တရားမဝင်တွေ့အောင်ရွေးကောက်ပဲကိစ္စတော့ကျွန်တော်ကအများကြီးမပြောချင်ဘူး။နော်နက်သစီနဲ့အီးကိုအရှင်းသလိုဖြစ်လိမ့်မယ်နော်။အဲ့တော့နောက်ဆက်ကျွန်တော်တို့မှာနောက်ဆက်ရွေးကောက်ပဲရလက်ရှိတယ်။နောက်ဆက်ရွေးကောက်ပဲရလက်မှာပြည်သူလူထုဟာနော်တရားဝင်မှုကျွန်တော်တို့ဒါပေးထားပြီးဖြစ်တယ်ပေါ့နော်။အဲ့တော့ဒါကတော့ကျွန်တော်ကဒါတစ်ဖက်ကတကယ်တရားကိုကျွန်တော်တို့ဓမ္မကိုကျွန်တော်ပြောတာပေါ့နော်တစ်ဖက်မှာခုနကနိုင်ငံတကာလို့ညီမကခုနကမေးလိုက်တဲ့အခါမှာနိုင်ငံတကာကြတော့သူကဒီဓမ္မတစ်ခုတည်းကိုသူကကြည်တာမဟုတ်ဘူးဗျ နော်နိုင်ငံတကာကကြတော့နိုင်ငံတကာကအတိမတ်ပြုမှုမပြုမှုဆိုတော့နိုင်ငံတကာကပေးတဲ့တရားဝင်မှုမဝင်မှုပေါ့ခုနကကျွန်တော်ပြောတာတော့ပြည်သူကပေးတဲ့တရားဝင်မှုပေါ့ဗျာနော်ဒါကတော့ကျွန်တော်တို့ NUG ကရှင်းတယ် NUG မှာပြည့်ဝရှိတယ်အဲတချို့သောတိုင်းသားအဖွဲ့အစည်းတချို့သောအဲကျွန်တော်တို့ဒါတော်လိုင်းအင်အားစုတွေမှာလည်းပဲပြည်သူကပေးတဲ့ mandate တစုံတရာကျွန်တော်တို့ရွေးကောက်ပွဲကမဟုတ်တဲ့ပြည်သူကပေးတဲ့တရားဝင်မှုရှိတယ်ဒါပေမဲ့စစ်တပ်မှာလုံးဝမရှိဘူး ော်စစ်စစ်တပ်မှာယာကိုင်တို့အနေအကျင်းပေါ့ဗျာနော်သူတို့ရဲ့နဲ့အကျိုးစီးပွားထပ်တူကြနေတဲ့တချို့သောသူတွေသူတို့ကြွေးတာစားနေတဲ့တချို့သောသူတွေဒါမျိုးတွေတော့ရှီကောင်းရှိနိုင်တယ်ဒါပေမဲ့ပြည်သူ့ဘေးရတရားဝင်မှုမှာတော့အကြမ်းဖက်စစ်တပ်မှာဒါတော်တော်လေးဒါနဲတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်မရှိသလောက်ကိုနဲတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ကွနနိုင်ငံတကာလို့ပြောပြီဆိုရင်နိုင်ငံတကာရဲ့စဉ်းစားပုံကကျတော့ तू ဓမ္မတစ်ခုတည်းကိုစဉ်းစားတာမဟုတ် तू ကတော့ကွန real politics ပေါ့ဗျာနော်တကယ်နေပြင်အခြေအနေကိုလည်းစဉ်းစားကြတဲ့အခါမှာနော်နိုင်ငံတနိုင်ငံကိုကြည့်မယ်ဆိုရင် तू က လူကြီးရေလူကြီးရေရှိရတယ်ပြီးရင်သူ့ territory ရှိရတယ်နောက်ပြီးတဲ့အခါမှာဒီဟိုဒီအဲ့ရပြည်သူတွေကိုစိုးမိုးအုပ်ချုပ်တဲ့ဒါအစုအဖွဲ့ရှိရတယ်ပေါ့နော်ဒါအစိုးရပေါ့နော် ရှိရတယ်အဲ့ပြီးရင်သူကတနိုင်ငံနဲ့တနိုင်ငံဒီအဲကုလူဆက်ဆံနိုင်တဲ့အခြေအနေမျိုးရှိရတယ်ပေါ့ဒါတွေနဲ့သူကတိုင်းပြီးတော့တိုင်းပြည်တစ်ခုကိုဆုံးဖြတ်တယ်လို့အစိုးရတရက်ကိုလည်းပဲဒီလိုမျိုးဆုံးဖြတ်ကြတဲ့အခါမှာစစ်တပ်မှာကတချို့သောဟာတွေရှိနေသေးတယ်ဥပမာအဖြစ်တော့သူ့မှာစိုးမိုးထိန်းချုပ်နယ်မြေအချို့ရှိနေသေးတယ် အဲ့တော့ NUG မှာနောက်ပြီးတော်လိုင်းအင်အားစုတွေမှာစုံမထိန်ချုပ်တွေနေမျိုးရှိနေတယ်လို့ပဲစစ်တပ်ဘက်မှာလည်းပဲသူ့မှာစုံမထိန်ချုပ်နေမျိုးအချို့ဒါရှိနေသေးတဲ့သဘောတွေဖြစ်တယ်။အဲ့အိမ်မှာလည်းပဲသူကခုနကပြောတဲ့သူ့ရဲ့မတရားသောဥပဒေတွေနဲ့ပေါ့နော်။ဒါဥပဒေစုံမမှုရှိရမယ်ဆိုတာလည်းဒါတိုင်းတာမှုတစ်ခုပဲပေါ့။ဒါပေမဲ့လည်းသူကတော့မတရားတဲ့ဥပဒေနဲ့အဲ့ဥပဒေအတိုင်းသူကျင့်သုံးနေရတယ်လည်းရှိတယ်။အဲ့တော့ပြောချင်တာကနောက်တစ်ခုအရေးကြီးဆုံးကတော့ဒီတိုင်းပြည်ရဲ့ access တွေပေါ့နော်။အထူးသဖြင့်လေရင်ကွင်းလိုနေရာမျိုးတွေအဲပြီးတော့ အဲကျွန်တော်တို့လှေဟိုပါစိတ်ကန်းလိုနေရာမျိုးတွေအဲဒါတွေဆိုရင်လည်းအခုချိန်ဒီဒီစစ်တပ်ကနေပြီးတော့အာဒီဟိုအတုဟိုပါပေါ့နော်စိုးမိုးနှာထားနိုင်တဲ့အခြေအနေသူကဒီဟာတွေကိုတုံးဆွဲနေနိုင်တဲ့အခြေအနေမျိုးတွေကျွန်တော်တို့ကကြုံရတယ်ပေါ့အဲ့တော့နိုင်ငံတကာအနေနဲ့စဉ်းစားတဲ့အခါကျတော့အဲ့လိုမျိုးအရေးကြီးတဲ့ SS တွေပေါ့နော်အဲ့အဲ့ဒါတွေကိုဘယ်သူတွေကကင်တွယ်နေလဲဆိုတဲ့ကိစ္စကအရေးပါတဲ့နေရာမှာရှိလာတယ်အဝေးကြီးပြန်ကြည့်နေပြီးခဲ့တဲ့ငလင်ငလင်လှုပ်တော့မှာပဲနော်ကျွန်တော်စကိုင်းငလင်လှုပ်တော့မှာပဲကြည့်ကြည့်လိုက်နိုင်ငံတကာကအကူအညီတွေလာတယ် လာတဲ့ကူညီကလေရင်မြန်နဲ့လာရတယ်အဲ့တော့လေရင်မြန်ပင်သားသွားဆိုင်မယ်ဆိုတဲ့အခါမှာရန်ကုန်လေစိတ်ကိုပဲဆက်ရတဲ့အခါမှာရန်ကုန်လေစိတ်ကတော့စစ်တပ်ကစုံမှုမှုအောက်မှာပဲရှိနေတော့မချစ်တော့လဲအောက်ကနမ်းပေါ်ဗျာနော်ဒီစစ်တပ်ကြီးကိုမဟုတ်တာလည်းသိတယ်မတရားတာလည်းသိတယ်အတ္တမကြီးဆိုတာလည်းသိတယ်ဒါပေမဲ့တချို့သောနိုင်ငံတွေကတော့ဒီလိုမျိုးမဖြစ်မနေဟိုဒီအခြေအနေအရာပေါ့နော်ဒါ real politics ရနောက်ပြီးတော့ကတော့အနေမြေစုံမှုမှုအခြေအနေရကျွန်တော်တို့ဆက်ဆက်နေရတယ်ဆိုတဲ့အခြေအနေမျိုးတွေရောက်ပါတယ်အဲ့တော့ကတော့ကမိကုန်းကိုပြန်ပြီးတော့အဲချုပ်ရမယ်ဆိုရင် တရားဝင်မှုမဝင်မှုဆိုတဲ့ကိစ္စမှာပြည်သူလူထုကတတ်မှတ်တဲ့တရားဝင်မှုဆိုတာရှိတယ်လို့နိုင်ငံတကာကတတ်မှတ်တဲ့တရားဝင်မှုဆိုတာလည်းပဲရှိပါတယ်เนาะအဲ့မှာတော့ခုနကပြောတဲ့ real politics ရလက်ရှိအခြေအနေတချို့သောအခြေအနေတွေပေါ်မှာမူတည်ပြီးတော့တချို့သောနိုင်ငံတွေကစဉ်းစားကြတဲ့အခါမှာအဲမဖြစ်မနေဒီစစ်တပ်နဲ့ဆက်ဆံနေရတယ်ဆိုတဲ့အခြေအနေမျိုးတွေတော့ရှိနေတာကိုကျွန်တော်တို့လက်ခံရမယ်ဒါပေမဲ့အဲ့လိုဆက်ဆံနေဆိုတာဟာ ဒါတရားဝင်မှုပေးတာလားမပေးတာလားဆိုတဲ့ကိစ္စကိုတော့ကျွန်တော်တို့ကယတိပြတ်ကြီးပြောလို့မရပါဘူးเนาะယတိပြတ်ပြောလာအရန်အရန်များစစ်တပ်ကိုထောက်ခံပါတယ်ဆိုတော့တရုတ်လိုနိုင်ငံမျိုးတော်မှတကယ်တမ်းကျတော့ကျွန်တော်တို့လည်းအဆက်အသွယ်ရှိနေတာပဲကျွန်တော်တို့လည်းစကားတွေပြောနေတာပဲဒီဒီလိုမျိုးစစ်တပ်ကြီးကိုเนาะကျွန်တော်တို့ သူ့ရဲ့လုပ်ရက်တွေကိုဒါထောက်ခံတဲ့ထောက်ခံနေတာမျိုးသူ့ကိုအရင်ကြိုက်လုံးလို့ဆိုတာမျိုးမဟုတ်ဘူးပေါ့နော်အပြောင်းလဲတစ်ခုခုများဖြစ်မလားဆိုတဲ့ပုံစံမျိုးနဲ့အဲကျွန်တော်တို့ဆက်ဆံနေရတယ်ဆိုတော့အကားတွေလည်းကျွန်တော်တို့ပြန်ပြီးတော့ကြားရတာရှိတယ်လို့အချို့သောနိုင်ငံတွေဆိုလည်းနော်ဒီရန်ကုန်လိုနေရာမျိုးမှာသူတို့ရဲ့တန်ယုံတွေရှိနေရတဲ့အခါကျတော့နော်မချစ်တော့လဲအောက်ငါနဲ့ဒီလိုမျိုးဆက်ဆံနေရတယ်ဆိုတဲ့အခြေအနေမျိုးတွေကိုလည်းပြောကြားရတာတွေလည်းကျွန်တော်တို့ဒါကြုံရတာရှိပါတယ်လို့နော်အဲ့တော့ဟိုနောက်ဆုံးအနေနဲ့တစ်ခုပြောချင်တာတော့ပြည်သူလူထုရဲ့ အဲပေးတဲ့ဒီလူလူကပေးတဲ့တရားဝင်မှုကတာလင်ဒါပို့ပြီးတော့အရေးကြီးပါတယ်ဒီလိုပြောလို့နိုင်ငံတကာရဲ့အဲတရားဝင်ပေးတဲ့တရားဝင်မှုဝင်မှုကအရေးမကြီးလို့ကျွန်တော်ဆိုလိုတာမဟုတ်ဘူးအဲဒါပေမဲ့နိုင်ငံတကာရဲ့စဉ်းစားပုံဆိုတဲ့နေရာမှာတော့ပြည်သူလူထုလောက်မယိုးရှင်းဘူးပေါ့ဗျာနော်မယိုးရှင်းတဲ့အခြားသောကိစ္စတွေကိုပါစဉ်းစားနေရတဲ့အခြေအနေတော့ရှိတယ်ဒါပေမဲ့နောက်ဆုံးအခုစစ်တပ်ကလုပ်မဲ့တရားဝင်တွေ့အောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာရဲ့တုံ့ပြန်မှုတွေကြည့်ပါ ဒီနိုင်ငံတကာတုံ့ပြန်မှုတွေကိုပြန်ကြည့်မယ်ဆိုရင်တော့ဒါအင်မတန်မှရှင်းပါတယ်အခုအာဆီယံဆိုရင်လက်တာကိုလက်မခံဘူးအန်ယူစီဇန်ဇီလန်ဆိုလည်းလက်မခံဘူးပြောတယ်မလေးရှားဆိုလည်းလက်မခံဘူးပြောတယ် တော်တော်များများနိုင်ငံတော်တော်များများကဒါအကြီးကိုလုံးဝလက်ခံနိုင်စရာအကြောင်းမရှိဘူးဆိုပြီးတော့ထုတ်ဖော်ပြောကြားလာတာရှိတယ်နော် scam election sham election နော်အတူရောင်ရွေးကောက်ပွဲကြီးပါဆိုပြီးတော့တော့မှာစကလုံးတွေအတိအကျသုံးပြီးတော့ပြောလာတာရှိတော့ဒီစစ်တပ်ကအခုလက်ရှိလုံးမဲ့အဲနိုင်ငံရေးလမ်းကြောင်းကိုလည်းနိုင်ငံတော်တော်များများကမ္ဘာနိုင်ငံတွေကလက်မခံကြဘူးဆိုတော့တော့ဒါအတိအလင်းပြောလို့ရတယ်ကုလသမဂ္ဂမှာလည်းအခုချိန်အထိ เนาะကျွန်တော်တို့မြန်မာနိုင်ငံကိုကိုစားပြုပြီးတော့တက်ရောက်နေတာစစ်တပ်မဟုတ်ပါဘူးเนาะကျွန်တော်တို့ဒီနိုင်ငံတော်တမရဦးဝင်းမြင့်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ကျွန်တော်ဒေါ်အောင်ဆန်းစုကြည်တို့เนาะကျွန်တော်တို့ရဲ့ကျွန်တော်တို့ခန့်အပ်ထားတယ်เนาะဒီတမရတတ်တမကြီးဥကြုံမိုးထွန်းဖြစ်တယ်ဥကြုံမိုးထွန်းကဆိုရင်လည်းပဲအန်ယူဂျီနဲ့တကယ်ကိုနိုင်ငံနိုင်ငံရေးကိစ္စတွေဒီနိုင်ငံတကာရေးကိစ္စတွေမှာအတူတူကပူးပေါင်းဆောင်ရွက်နေတဲ့တာမတ်ကြီးဖြစ်ပါတယ်။အဲ့တော့စစ်တပ်ရဲ့နေရာကနိုင်ငံတကာမှာအများကြီးမရှိဘူးလို့ပဲကျွန်တော်ပြောချင်ပါတယ်။ ပါဆိုကိုနေဖုန်းလက်ကိုမြင်းစင်တဲ့မိကုန်လျာပေါ့နော်ဒီတရုတ်ပြားပေးမှုတွေကြောင့် TNN နေနဲ့ MNDA တို့ကဒီစကားစားနဲ့အပြည့်ရမှုအပေါ်မှာအနည်းစီအနေနဲ့ပြည်တွင်းမှာရှိတဲ့အီယာတို့နဲ့နိုင်ငံရေးစီသဘောတူညီမှုအဲတဘောတူညီမှုဘာတွေရှိနေလဲပြီးတော့ဒီလိုဘုံတဘောတူညီမှုတွေရဖို့ကဘာသာတော့အရေးကြီးတာလဲဆိုတာလေးကိုအခုအနေနဲ့ပြပြဆွေးနွေးပေးပါအောင်ရှင်ဟုတ်ကဲ့ဟုတ်ကဲ့ ပါဗျာလက်ရှိလည်းအားလုံးအစိတ်ဝင်စားနေကြတဲ့ကိစ္စပေါ့နော်အဲ့တော့ဟိုတိုင်းသားတော်လိုင်းအင်အားစုတွေမှာလည်းအဲသူတို့ခက်ခဲနေသူတို့ရှိကြတယ်ပြီးတော့ကျွန်တော်တို့ဟိုထင်မှတ်မထားတဲ့ဖိအားမျိုးတွေပေါ့နော်အဲဒါတွေလည်းပဲကျွန်တော်တို့ဒါရှိနေတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒါတွေကိုကျွန်တော်တို့ကအဲတူဦးတဲ့တယောက်တည်းရင်ဆိုင်လို့ကတော့ဘယ်လိုမှအဆင်ပြေမှာမဟုတ်အားလုံးကျွန်တော်တို့စုစည်းညီညွတ်နဲ့အဲရင်ဆိုင်နိုင်မှုအရေးကြီးတယ်ဆိုတာလေးလည်းကျွန်တော်ပြောလိုပါတယ်ဗျာနော်အဲ့တော့အခုတခုထပ်ပြီးပြောချင်တာတော့ကျွန်တော်တို့ လက်ရှိတော့ဒီမိုးကုတ်ပေါ့နော်မိုးကုတ်ကိုဒါဒီမနေ့ကဟိုတနေ့ကဆိုရင်လည်းပဲကျွန်တော်တို့မိုးကုတ်ပြည်သူတွေဟာသူတို့ရဲ့ဆန္ဒကိုသူတို့ပြခဲ့ကြတယ်လေနော်ဒီတရုတ်ဒီခြားနိုင်ငံကြီးတခုရဲ့ဆက်ဆက်ဟိုဝင်ရောက်ဆွတ်ဖက်မှုကြောင့်ဒီလိုမျိုးစစ်စစ်မိစားတွေပြန်ပြီးတော့ဝင်လာမှာကိုလက်မခံဘူးဆိုတော့ဒါကျွန်တော်တို့အဲတစ်ချိန်တစ်ခါတော့ကကျွန်တော်တို့အားလုံးဒီတန်မုံတီးခဲ့ကြတဲ့ကာလအောင်ပြန်အမှတ်ရစေတဲ့ အဲဒီဆန္ဒထုတ်ဖော်မှုမျိုးကိုဒီမဟုတ်ပြည်သူတွေလောက်ခဲ့ကြတာအားလုံးတွေ့ကြမှာထင်ပါတယ်အဲ့တော့ပြည်သူသဘောထားဆန္ဒကတော့အရေးကြီးဆုံးပဲဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့တွေလည်းအကောင်းဆုံးပေါ့နော်ဒါပြည်သူလူထုကိုကာကွယ်နိုင်မှုအဲပြည်သူလူထုအထိမနာစေဖို့ပေါ့နော်ကျွန်တော်တို့တွေအကောင်းဆုံးပြင်ဆင်ဆောင်ရွက်နေတာ ਈ တော့ရှိပါတယ်ပြောပြောနိုင်တာတစ်ခုကတော့ဟိုလာရှိုးလို့လွယ်လွယ်ကူကူလေးဝင်လာပြီးတော့လွယ်လွယ်ကူကူလေးအဲရသွားမယ်အနေထိအနေထားမျိုးတော့ဘယ်လိုမှဖြစ်လာမှာမဟုတ်ဘူးဆိုတော့တော့အတိအကျပြောလို့တာဖြစ်ပါတယ်ဗျာ ဲ့တော့ကျွန်တော်တို့ခုနကမေခွန်းထဲမှာပါတဲ့ဒီ NUG အနေနဲ့ကကျွန်တော်တို့စပြီးတော့မျိုးသားညီညွတ်ရေးအစိုးရဆိုတော့ဟိုစဖွဲ့ဖွဲ့ကြကြတဲ့ကပေါ့နော်ဒီနာမည်မှာဟိုကဒါမျိုးသားညီညွတ်ရေးအစိုးရဆိုတော့ခေါင်းစဉ်ကိုကျွန်တော်တို့ဘာကြောင့်တုံးလဲပေါ့အဲ့တော့ဘာကြောင့်တုံးလဲဆိုတော့အသေးကြတယ်ကျွန်တော်တို့ကျွန်တော်တို့ရဲ့ဂျန်သူပေါ့ဗျာနော်ဒီစစ်အာဏာရှင်စနစ်ဆိုတာကြီးကတကယ်ကိုကျွန်တော်တို့နိုင်ငံမှာတကယ်ကိုမြစ်ဟိုပေါ့ကင်ဆာလိုမျိုးပေါ့နော်တကယ်ကိုအမြင့်တွေပြီးတော့ကျွန်တော်တို့က အဖြစ်နေတဲ့ယောဂါဆိုပြီးဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကြီးကိုကျွန်တော်တို့အမြင့်ဖြတ်ချေမုန်းနိုင်မှုဆိုတဲ့ကိစ္စမှာတေးကြတယ်တစုတူးတယောက်တည်းတစုတစ်ဖွဲ့တည်းဘလို့မှမရအောင်ကျွန်တော်တို့တော်လိုင်းရင်အားစုတွေအားလုံးကြားမှာညီညွတ်ရေးတစ်ခုကိုခိုင်းမှမှတိဆောက်နိုင်မှသာလျှင်အဲ့ဒီတော်လိုင်းရေးအောင်မြင်လိမ့်မယ်ဆိုပြီးတော့ကျွန်တော်တို့ဒါဒီတော်လိုင်းရေးစကြရဲကျွန်တော်တို့ဒါရှေ့ကအတွေ့အကြုံတွေပေါ်မူတည်ပြီးတော့ပေါ့နော်ဒီလိုပဲအဲနားလေလက်ခံယုံကြည်ခဲ့ကြရတယ်ပေါ့နော်အဲ့တော့ကြောင့်မလို့လဲပဲဒီညီညွတ်ရေးဆိုတဲ့ကိစ္စကို အခုမှမဟုတ်ပါဘူးနော်ဒါအစကတည်းကညညရေးဆိုတဲ့ကိစ္စကိုဒါနီလန်းပေါင်းစုံနဲ့ကျွန်တော်တို့တွေစူးစမ်းဆောင်ရွက်ခဲ့တာတွေရှိပါတယ်နော်ဒါနံပါတ်အောင်မှမြို့သားညညရေးအစိုးရဆိုတာမျိုးဖွဲ့ခဲ့တယ်အဲ NUCC ဆိုတာမြို့သားညညရေးတိုင်းပင်ခံအကောင်စီစသဖြင့်ပေါ့နော်ဒီလိုမျိုးတွေကျွန်တော်တို့ကညညရေးကိုခြေလှမ်းတင်ပြီးတော့လောက်ကင်ဆောင်ရွက်ခဲ့တာရှိပါတယ်အဲဒါပေမဲ့လည်းတစ်ဖက်မှာကြာတော့လေဟိုဟိုနှစ်ပေါင်းများစွာပေါ့နော်နှစ်ပေါင်းများစွာကျွန်တော်တို့တွေကအဲစစ်တပ်ဘက်ကဟိုမျိုးနီလန်းပေါင်းစုံနဲ့ကျွန်တော်တို့ကသွေးခွဲခဲ့တာတွေတော့လောက်ခဲ့တာဒါတွေလည်းရှိခဲ့တဲ့ခါကြတော့ဒီညညရေးက ိုလွယ်လွယ်ကူကူနဲ့ကျွန်တော်တို့တွေမဖြစ်တာမျိုးတွေလည်းရှိသလိုတချို့ဟာတွေဆိုရင်တော့မတူညီတဲ့အခြေအနေတွေမတူညီတဲ့ PR တွေဒါတွေကိုလည်းရင်ဆိုင်နေရတဲ့အခါမှာဟိုကျွန်တော်တို့ကအရင်လွယ်ကူနေတဲ့ကိစ္စမဟုတ်ဘူးဆိုတာလည်းတော့ပြောပြောလိုပါတယ်အထူးသဖြင့်တော့ညီညွတ်မှအောင်မြင်မယ်ဆိုတာတော့အားလုံးနားလည်ထားတယ်အားလုံးလက်ခံထားကြတယ်အဲဒါပေမဲ့တကယ်တမ်းဟိုအားလုံးစုလိုက်ကြပါဆိုတဲ့ကိစ္စမှာတော့ကျွန်တော်တို့က နှစ်ပေါင်းများစွာအဲရှိခဲ့တဲ့ဒဏ်ရာတွေအနာတွေဒါတွေကလည်းပဲဒါသုံးတရားအဲထဲသွင်းစဉ်းစားရတဲ့ကိစ္စမျိုးတွေဖြစ်လာတော့တော့ထင်သလောက်ကျွန်တော်တို့ကလွယ်ကူမနေတဲ့အခြေအနေမျိုးတွေနဲ့ရင်ဆိုင်ရပါတယ်เนาะအထူးသဖြင့်တော့အန်ယူဂျီအနေနဲ့ကတော့ဒေါ်လာရင်းအားစုတွေအားလုံးနဲ့เนาะတိုင်းသားဒေါ်လာရင်းအားစုတွေကောเนาะကျွန်တော်တို့အခြားသောဒေါ်လာရင်းအားစုတွေအားလုံးနဲ့ကျွန်တော်တို့တွေကဒါထိစပ်မှုရှိတယ်ရင်းနှီးမှုရှိတယ်အဲကျွန်တော်တို့ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်ကျွန်တော်တို့ MOD ပေါ့เนาะကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်းထုတ်ပြန်ထားပြီးဖြစ်ပါတယ်เนาะကျွန်တော်တို့ ာကွယ်ရေးဝန်ကြီးဌာနရဲ့အဲဒီ chain of command အောက်မှာရှိတဲ့ PDF တွေအနေနဲ့တိုင်းနဲ့ပြည်နယ်တွေအားလုံးမှာသက်ဆိုင်ရာဒေါ်လာရင်းအင်အားစုတွေနဲ့ပူးပေါင်းပြီးတော့တိုက်ပွဲဝင်နေဝင်ခဲ့ဝင်နေကြတယ်ဆိုတဲ့ဟာကိုဒါကျွန်တော်တရားဝင်ထုတ်ပြန်ပြီးဖြစ်တယ်။ဒါအဲ့လိုပဲတော့လက်ရှိကျွန်တော်တို့ဒါအဲဟိုစုံမိုးတိမ့်တိမ့်ပိုက်ထိန်းချုပ်ထားတဲ့နေ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 တွေရရှိဖို့ဆိုတဲ့ကိစ္စမှာလဲ PDF တွေပေါ့နော်သူပြင်ဂျန်စီတွေပေါ့ဗျာနော်။ တော့အဲ့ဂျန်စီတွေရဲ့အသက်တွေကျွန်တော်တို့ဘဝတွေကျွန်တော်တို့အများကြီးဒါရင်းနှီးပေးဆက်ခဲ့ကြရတဲ့ဆိုတဲ့ကိစ္စအမှန်တရားကလည်းဘယ်သူမှငြင်းလို့မရပါဘူး။နောက်တော့ဒါတွေကိုတော့ကျွန်တော်တို့တွေအအသိမှတ်ပြုလက်ခံထားဖို့ကျွန်တော်တို့ဒါအရန်အရေးကြီးတယ်။နောက်အဲ့တို့ကြောင့်မလို့ကျွန်တော်တို့ကတော့ဒါညညရေးကိုနီလန်းပေါင်းစုံနဲ့အခုချိန်အခုလည်းဆက်ပြီးစူးစမ်းကြရတယ်လို့အားလုံးလည်းဒီညညရေးရှိမှအောင်မြင်မယ်ဆိုတဲ့ဟာကိုဒါနားလည်ပြီးတော့ကျွန်တော်တို့ဒါဆောင်ရွက်ကြဖို့လေတိတ်ကိုရေးကြည့်ရလို့ကျွန်တော်ပြောလိုပါတယ်အဲဒီနေရာမှာနောက်ပြီးနောက်တစ်ခုပြောလိုတာကတော့ကျွန်တော်နိုင်ငံမှာ တနိုင်ငံလုံးလွတ်မြောက်ရေးဆိုတဲ့ကိစ္စကိုရှေ့တန်းတင်ဖို့လိုပါတယ်။เนาะလက်ရှိမှာကျွန်တော်တို့တချို့အဲလွတ်မြောက်နေပြီအချို့ရှိလာတယ်ဆိုပေမဲ့တနိုင်ငံလုံးမလွတ်မြောက်သေးသေးတော့ဘယ်နေရာဘယ်ဒေသမှာဒါအပြည့်အဝမလွတ်မြောက်နိုင်ဘူးအပြည့်အဝမငြိမ်းချမ်းနိုင်ဘူးအပြည့်အဝအားကောင်းလာမှာလည်းမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကတော်လိုင်းကြီးတနိုင်ငံလုံးလွတ်မြောက်ရေးက first priority ပဲဖြစ်ဖြစ်တဲ့ဖြစ်လဲဖြစ်ရမယ်ပေါ့ဗျာနော်အဲ့တော့တော်လိုင်းကြီးတနိုင်ငံလုံးလွတ်မြောက်ရေးဆိုတာက first priority မဖြစ်ဘဲနဲ့ကိုယ့်နေရာကိုယ့်ဒေသ အဲဟိုလွတ်မြောက်ရေးအားကောင်းရေးဆိုတဲ့ဟာကိုအရင်ရှေ့တန်းတင်လွန်ပြီးတော့တနိုင်ငံလုံးလွတ်မြောက်ရေးဆိုတဲ့ဟာကိုနောက်မှစဉ်းစားမယ်ဆိုတော့အတွေးခေါ်မျိုးနဲ့တော့ဒီဒေါ်လာရေးကကြာရှည်သွားနိုင်တယ်ပေါ့နော်ဒါလေးကလည်းဒါအင်မတန်မှအရေးကြီးတယ်။နော်အဲ့တော့ကို့ဒေတာကို့နေရာကို့ဒေတာလွတ်မြောက်ရေးကနေစတင်ရတာဆိုတော့ကျွန်တော်လက်ခံတယ်နော်ဘာလို့လဲဆိုတော့ဒီလိုပဲကျွန်တော်တို့ကတနေရာလွတ်မြောက်တစ်ဖြည်းဖြည်းနဲ့ကျွန်တော်တို့တွားကြရတာပဲဒါပေမဲ့ကို့နေရာကို့ဒေတာလွတ်မြောက်ရေးမှာလမ်းဆုံးနေလို့တော့မရအောင်အဲ့တော့ဒါဒါကိုလည်းပဲဒါအခုအာဒီ ျွန်တော်တို့ PDF တွေကတော့ဒါတော်တော်များများကတော့ရှင်းပါတယ်နော် PDF တွေစပြီးတော့ PDF ဘာကြောင့်ဖြစ်ခဲ့ကြလဲဆိုပြီး PDF တွေကိုလိုက်မင်းရတော့တနိုင်ငံလုံးလွတ်မြောက်ရေးပါတနိုင်ငံလုံးလွတ်မြောက်ရေးအတွက်ကိုတိုက်ပွဲဝင်မှရမယ်ဆိုတဲ့အသည့်စိတ်ဓာတ်နဲ့ PDF ဖြစ်လာခဲ့ကြတာဖြစ်တယ်အဲဒါပေမဲ့လည်းအခုနောက်ပိုင်းတဖြည်းဖြည်းနဲ့အာ data ဆွဲတွေရန်များလာတယ်လေကျွန်တော်တို့တွေ့ရတယ်ဒါတွေလည်းနည်းနည်းလေးတော့ပြန်ပြီးတော့ဆင်ញင်သုံးသပ်ကြဖို့လိုတယ်ကို data ကိုချစ်တာမှန်တယ်ကို data ကိုကိုလွတ်မြောက်စေချင်တာမှန်တယ်ဒါပေမဲ့ကျွန်တော်တို့အဲ့မှာတွင်လမ်းဆုံးနေလို့မရအောင် တနိုင်ငံလုံးလွတ်မြောက်ရေးမဖြစ်မနေသွားအောင်သွားရမယ်အဲဒါဟိုဒါဟိုလဲကျွန်တော်ဒီနေရာမှာအထူးအလေးထားပြီးတော့ဒါပြောလိုပါတယ်ဗျာနော်အဲ့တော့ကြောင့်မလို့ကျွန်တော်ခုနကမေးခွန်းကိုပြန်ကောက်အောင်မယ်ဆိုရင်တော့ကျွန်တော်တို့ဟာ ဒီစီရေးဆိုင်ရာသဘောတူညီချက်အချို့လည်းရရှိထားတာရှိတယ်။အဲအဲ့လိုပဲကတော့နိုင်ငံရေးဆိုင်ရာသဘောတူညီချက်ဒါလည်းတိတ်အရေးကြီးတယ်။เนาะကျွန်တော်တို့အခုဆိုရင်ဒါ NUCC ရော NUG ရောကျွန်တော်တို့တွေပေါင်းပြီးတော့ဗောနော် Command Political Agreement ဗောနော်ဒီအားလုံးတော်လိုင်းအင်အားစုတွေပါဝင်တဲ့ဘုံနိုင်ငံရေးသဘောတူညီချက်တွေရရှိဖို့ဆိုတာမျိုးတွေလည်းကျွန်တော်တို့ဒါစူးစမ်းဆောင်ရွက်နေတာရှိတယ်။ ဒါအဲ့ဒီလိုပဲကျွန်တော်တို့ဒီအားလုံးကတနိုင်ငံလုံးအတိုင်းအတာနဲ့ပေါ့နော်ဒီပြည်တော်စုတစ်ခုလုံးလွတ်မြောက်ရေးအတွက်ကိုဥဆောင်ဝိုင်းဝန်းပြီးတော့ဥဆောင်ကြဖို့ဆိုတော့အခြေအနေတစ်ခုဖြစ်လာဖို့ဆိုတာကိုလည်းကျွန်တော်တို့ရည်မှန်းပြီးတော့ကျွန်တော်တို့စ조사ဆောင်ရွက်နေတာတွေလည်းရှိပါတယ်။နော်ဘာဖြစ်လို့လဲဆိုတော့တစ်ဖက်မှာကျွန်တော်တို့ကတစ်ဖက်မှာစစ်တပ်ပေါ့နော်စစ်တပ်ဖြစ်တယ်။အဲ့စစ်တပ်ကသူသူကအမြဲတမ်းသူကတနိုင်ငံလုံးတနိုင်ငံလုံးဆိုတဲ့ကိစ္စကိုသူစဉ်းစားတာပဲ။စဉ်းစားပြီးတော့သူကတော်လိုင်းရေးဘက်ကိုတော့ဆွတ်ဆွတ်ထုတ်သွားမှာပဲ။ เนาะကျွန်တော်တို့ तू อ่ะဒေါ်လာရေးဘက်ကနေပြီးတော့အာ तू ဆွဲဆွဲထုတ်ပြီးတော့ဒီလန်ဘောင်းဆိုနေ तू စီယုံနဲ့ကိစ္စမျိုးတွေ तू ကတော့လုံပါပဲအဲ့တော့ကျွန်တော်တို့ကသာခိုင်ခိုင်မာမာမစူးစီးထားနိုင်ရင်ကျွန်တော်တို့တချောင်းချင်းစီလှန်ပြီးတော့ချိုးသွားလိမ့်မယ်ဒါလည်းပဲကျွန်တော်တို့ဒေါ်လာရေးစာတွေကတောက်လျှောက်ပြောခဲ့ကြတာပဲတော့နားမလဲကြဘူးလားဆိုတော့နားလဲကြတယ် အဲဒါပေမဲ့တခါခါကြောက်လေတကယ်တမ်းအဲ့နားလည်မှုကိုတကယ်တမ်းအကောင့်ထဲပေါ်တဲ့နေရာမှာတော့တချို့သောအခန့်တွေရှိနေသေးတဲ့သဘောတွေတော့ကျွန်တော်တို့ဒါမြင်နေရတဲ့အခြေအနေဖြစ်ပါတယ်လို့เนาะအဲ့တော့နောက်ဆုံးအနေနဲ့ပြန်ပြီးတော့အဲကျွန်တော် highlight လုပ်ပြီးပြောချင်တာတော့တနိုင်ငံလုံးလွတ်မြောက်ရေးကိုရှေ့တန်းတင်ပါတနိုင်ငံလုံးလွတ်မြောက်ရေးဟာကျွန်တော်တို့ရဲ့ပထမဦးစားပေးဖြစ်တဲ့ ਨੇ เนาะကိုဒေတာကိုနေရာကိုဒေတာလွတ်မြောက်ရေးကနေစတင်ရတာမှန်ပေမဲ့ကိုနေရာကိုဒေတာလွတ်မြောက် ရေးမှတင်လမ်းဆုံးသွားလို့တော့မရပါဘူးเนาะတနိုင်ငံလွမြောက်ရေးကိုဘယ်တော့မှမမေ့ပဲနဲ့ပထမဦးစားပေးနေရမှာထားပြီးတော့ဒီတော်လိုင်းအင်အားစုတွေအားလုံးစူးစမ်းနိုင်မှသာလျင်เนาะဒီတော်လိုင်းအေးဟာအချိန်တိုတိုနဲ့ကျွန်တော်တို့အောင်မြင်မှုပန်းနိုင်ကိုဒါစုပ်ကန်နိုင်မှာဖြစ်ပါတယ်ဆိုတော့ဒါကျွန်တော်တို့လည်းအဲ့လိုယုံကြည်လက်ခံထားတဲ့အတွက်ကြောင့်မလို့အားလုံးလည်းအဲ့ယုံကြည်လက်ခံမှုနဲ့เนาะကျွန်တော်တို့တွားနိုင်မှသာလျင်အဆင်ပြေမယ်အဲ့လိုဒါလေးကိုတိုက်တွန်းပြောကြားလိုပါတယ်ဗျာကျေးဇူးပါဗျာ မိဘုံတစ်ခုအနေနဲ့ပေါ့နော်အမတတိယကနာကိုမခုတ်ခင်မှာအာကိုနေဖုံးလက်ကိုပေါ့နော်ဒီအဲဒီစကားဝိုင်းလေးရဲ့ဟိုအပိတ်ညီကုန်းချုံနေတယ်ပေါ့နော်ပြည်သူလူထုကိုပြောကြားလို့ရတဲ့စကားလေးကိုပြောကြားပြဖို့ဖိတ်ခေါ်ပါတယ်ရှင်။ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါဗျာ။ဟိုအဓိကအဖြစ်တော့ဒီကမ်ပိန်းနဲ့ပတ်သက်ပြီးနည်းနည်းလေးပြောချင်တာပေါ့နော်။ရှေ့မှာရဲဘော်ဘာလုံးလဲအဲတော်တော်လေးပြောသွားတယ်ပေါ့နော်။ဒီကမ်ပိန်းကအထူးသဖြင့်တော့ အာကျွန်တော်တို့ဒီជីကာအုတ်ထုတ်ជីကာအင်ဂျီပြီးတဲ့အခါမှာရိတ်ခါရှိမယ်ပြီးတဲ့အခါမှာဆေးဝါးရှိမယ်ပြီးတဲ့အခါမှာအဲခုနကပြောတဲ့ဆက်သွယ်ရေးဆက်တွေပေါ့နော်ဒါတွေအကုန်လုံးကဒါအင်မတန်မှအရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်เนาะကျွန်တော်တို့အာဒီ NUG MOD အနေနဲ့လည်းကာကွယ်ဝန်ကြီးဌာနအနေနဲ့လည်း PDF ကိုတကယ်စီစနစ်ကြတဲ့ဒီဒီပြည်သူ့ကာကွယ်ရေးတပ်မတော်ကြီးတစ်ခုအနေနဲ့တိစောက်တဲ့အခါမှာကျွန်တော်တို့တွေက အာဒီအရေးအတွက်တင်မကပဲနဲ့ပေါ့နော်အရေးအသေးပါဒီကျွန်တော်တို့ဒါမြန်မာအောင်ကျွန်တော်တို့ဒါဆောင်ရွက်နေရတဲ့ကိစ္စတွေရှိတယ်။အဲ့လိုအဲ့လိုလောက်ကန်ဆောင်ရွက်တဲ့အခါမှာကျွန်တော်တို့လိုအပ်ချက်တွေတောက်လျှောက်ဒါအခုဆိုတည်ရင်နေလေဒါအများကြီးဖြစ်လာတယ်ပေါ့နော်ဖြစ်လာတဲ့အခါမှာခုနကတဦးတယောက်ချင်းစီတိုင်းအတွက်ခုနကကိစ္စမျိုးတွေက ပြည့်အဝပေါ့နော်ဒီယာနှုံးပြည့်ကျွန်တော်တို့ equip မလုံးနိုင်တာပေါ့တက်ဆင်ပေးနိုင်တဲ့အခြေအနေမျိုးမှာကျွန်တော်တို့အခက်အခဲတွေအများကြီးရှိပါတယ်အထူးသဖြင့်ဒီရိတ်ခါပေါ့နော်ရိတ်ခါဆိုတော့ဒီနောက်မှဒီရိတ်ခါဘုန်းနဲ့နေမယ်တော်တော်လေးဒါအများကြီးဘဏ္ဍာငွေတွေဒါသုံးဆွဲရတဲ့အနေအထားဖြစ်တယ်အဲ့လိုပဲခုနကတိုက်ပွဲတစ်ခုဝင်မယ်ဆိုရင်လည်းလက်နက်တွေအဲနောက်ပြီးတဲ့အခါမှာကြီးတွေ နော်ဒါတွေဟာလည်းပဲပထမဦးစားပေးအနေနဲ့လောက်ကြရတဲ့အခါမှာအဲခုနကတချို့အဲခုနကလို့ကြီကာတို့ဘာတို့ဒီခါကြတော့နည်းနည်းလေးအဲကျွန်တော်တို့အခက်အခဲဖြစ်သွားတဲ့အနေအထားမျိုးတွေရှိနေပါတယ်ဒါကြောင့်မလို့လည်းဒီလို campaign တွေလောက်ကြရတယ်အဲလောက်ကြတဲ့အခါမှာကျွန်တော်တို့လည်းဒီလို campaign မျိုးတွေကိုလည်းပဲအဲကူဖို့ပေါ့နော်ခုနက NUG MOD ကိုကူတာတွေလည်းရှိတယ်လို့ဒီလိုမျိုးတက်ဆိုင်ရာတက်ရင်း like campaign လေးတွေမှာလည်းအကူညီဆောင်ရွက်ကြဖို့ဆိုတဲ့ခါကိုလည်းဒါပြည်သူလူထုကိုတိုက်တွန်းလိုပါတယ်အဲကျွန်တော်အများအားပြောလို့ပြောတာရှိတဲ့စကားရှိပါတယ်နော်ကျွန်တော်တို့ဒီကျွန်တော်တို့လူငယ်တွေရဲ့ အသက်တွေကအင်မတန်မှတန်ဖိုးကြီးပါတယ်เนาะကျွန်တော်တို့လူငယ်တွေတကယ်ကိုပဲစိတ်ထုတ်ရခံရမယ့်လူတွေเนาะအင်ဂျင်နီယာတွေနောက်ဆရာဝန်တွေเนาะဒီလိုစာရေးဆရာတွေကဗျာဆရာတွေဆိုတော်တွေဒီလိုမျိုးတကယ်ကိုတန်ဖိုးရှိတဲ့လူငယ်တွေဟာเนาะကိုယ့်ရဲ့ဒီဘဝတွေเนาะကိုယ့်ရဲ့ဒီဝါသနာပါတွေအားလုံးကိုဆွံ့လွတ်ပြီးတော့ကျွန်တော်တို့ဒါလက်နက်ကင်ပြီးတော့ရှေ့တန်းကနေအသက်ဆွံ့ပြီးတိုက်ပွဲဝင်နေကြတဲ့ကျွန်တော်လူငယ်တယောက်ချင်းစီတယောက်ချင်းစီတိုင်းရဲ့အသက်တွေကအင်မတန်တန်ဖိုးကြီးပါတယ်နောက်ပြီးအထူးသဖြင့်တော့ဒီလူငယ်တွေရဲ့အုံနှောင်းတဲ့ဒီလူငယ်တွေရဲ့နှလုံးသားပေါ့เนาะ အဲကျွန်တော်ကတော့အင်မတန်မှတန်ဖိုးထားတယ်ဒါကြောင့်မလို့ဒီကျွန်တော်တို့တွေဒီជីကာအုတ်ထုတ်ជីကာအင်ဂျီပေါ့နော်ဒါကျွန်တော်တို့မြဲပြောជីကာအုတ်ထုတ်ဆိုတာဒီလူငယ်တွေရဲ့ဒါဒါဉာဏ်ပညာကိုဒါစောင့်ရှောက်တာပဲជីကာအုတ်ထုတ်တလုံးလှူလိုက်တာဟာဒီလူငယ်တွေရဲ့ဉာဏ်ပညာကိုဒါကျွန်တော်တို့ဒါစောင့်ရှောက်ပေးတာပေးတာပဲအဲ့လိုပဲជីကာအင်ဂျီတစ်ထည့်လှူလိုက်တာဟာဒီလူငယ်တွေရဲ့နှလုံးသားကိုစောင့်ရှောက်ပေးတာပဲနော်အဲ့တော့ချစ်ချင်းမြတ်တာနဲ့ဉာဏ်ပညာပေါ့နော်ဒီချစ်ချင်းမြတ်တာနဲ့ဉာဏ်ပညာလူငယ်တွေရဲ့ချစ်ချင်းမြတ်တာနဲ့ဉာဏ်ပညာကိုစောင့်ရှောက်ကြဖို့ကျွန်တော်တို့တွေဒီជីကာအုတ်ထုတ်တွေជីကာ အင်ကြီးရေအမြဲတမ်းလိုပါတယ်။နောက်ပြီးဆက်သွယ်ရေးဆက်တွေအရေးကြီးမှုဆိုလဲဒါရဲဘော်ဘာလုံးပြောပါတယ်။ဒါလည်းအမြဲတမ်းအရေးကြီးရေ။နောက်ပြီးရိတ်ခါရိတ်ခါမရှိရင်လည်းကျွန်တော်ဘာလုံးလို့မရဘူး။တော့အဲ့တော့အားလုံးအရေးကြီးရဲ့ဆိုရင်နောက်ပြီးကုသရေးဆေးဝါးတွေဒါတွေအကုန်လုံးကအရေးကြီးတဲ့ကိစ္စတွေဖြစ်ပါတယ်လို့အဲ့တော့ဒါကိုလည်းပဲအဲတတ်နိုင်သမျှပြည်သူလူထုအနေနဲ့ဒါ ပန်းတော့ပန်းနေပြီပေါ့နော်ဒါပေမဲ့လည်းတတ်နိုင်မှာဖြည့်ဆည်းပေးကြဖို့ကျွန်တော်ဖိတ်ခေါ်လိုတယ်ဒါအခုဆို campaign ကဒါတော်တော်လေးနည်းနေသေးတဲ့အခြေအနေဖြစ်တယ်ပေါ့နော်16ရာခိုင်နှုန်းပဲကျွန်တော်တို့ရရှိသေးတဲ့အခြေအနေဖြစ်တော့ရာခိုင်နှုန်းပြည့်ဖြစ်အောင်ပေါ့နော်ဟိုတတ်နိုင်မှာပူပေါင်းကာကွယ်ပူပေါင်းပါဝင်ပြီးတော့ပေါ့နော်ကျွန်တော်တို့ PDF တွေရဲ့နော်ကျွန်တော်လူငယ်တွေရဲ့နော်ချစ်ချင်းမြတ်တာဉာဏ်ပညာနှလုံးသားတွေအုံနောက်တွေကိုစောင့်ရှောက်အဲပေးကြပါလို့ဒါပြည်သူလူထုကိုကျွန်တော်ဒီဒီပွဲမှာဒါမြတ်တာရက်ခံတိုက်တွန်းလိုက်တဲ့ကျွန်တော်ဒီကုန်းချုပ်ပါတယ်ကျေးဇူးပါတယ်